အီရန်ရဲ့နျူကလ িয়ার နည်းပညာကိုထိန်းချုပ်ရေးအတွက်အမေရိကန်ကဓာတ်ရိုက်ဆွေးနွေးမှုတွေလှုပ်ဆောင်သွားမယ်လို့သိရပါတယ်။အီရန်နျူကလ িয়ার ရှေးရာမူဝါဒနဲ့ပတ်သက်ပြီးအမေရိကန်နဲ့အီရန်နှစ်ဖက်စလုံးလက်ခံနိုင်မဲ့သဘောတူညီမှုတစ်ခုပေါ်ထွက်လာရေးအတွက်အခုသတင်းပတ်ကုံမှာဆွေးနွေးဖို့အစီအစဉ်ထားကြတာပါ။ဒီဆွေးနွေးမှုအတွင်းနှစ်ဖက်စလုံးရဲ့အစ်အမြင့်အရာရှိတွေပါဝင်မှာဖြစ်ပါတယ်။တကယ်လို့သဘောတူညီမှုတစ်ခုခုထွက်လာတာမရှိဘူးဆိုရင်အီရန်အတွက်အင်မတန်ဆိုးရွားတဲ့နေ့တစ်နေ့ဖြစ်သွားနိုင်တယ်လို့ ထရမ့်ကချိန်ချောက်ထားပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ကအီရန်ဟာနျူကလ িয়ার လက်နက်တွေတည်ဆောက်ဖို့အားထုတ်ကြိုးစားနေတယ်လို့စွပ်စွဲထားပါတယ်။ဒါပေမဲ့အီရန်ကတော့နိုင်ငံရဲ့နျူကလ িয়ার ရွေးမှန်းချက်ဟာစွန့်ရင်ကန်တာအတွက်ငြင်းငြင်းချက်ချက်အသုံးပြုဖို့သာဖြစ်တယ်လို့ပြောထားတာပါ။ပြီးခဲ့တဲ့လတုန်းကအီရန်အဓိပတိအာယာတိုလာအလီခါမေနီကအမေရိကန်ရဲ့ဓာတ်ရိုက်ဆွေးနွေးဖို့တောင်းဆိုမှုကိုအတိအလင်းပယ်ချခဲ့တဲ့နောက်ထရမ့်ကအီရန်ဟာအမေရိကန်ရဲ့စစ်ရေးအရာရှိယူမှုမျိုးကြုံသွားနိုင်တယ်လို့သတိပေးခဲ့မှုပါတယ်။ ဧပြီ12ရက်နေ့မှာပြုလုပ်မယ့်အီရန်နဲ့ဆွေးနွေးပွဲကိစ္စအကြောင်းသတင်းတောက်တွေနဲ့ပြောတဲ့အခါထရမ့်ကအီရန်စီမံနျူကလ িয়ার လက်နက် လုံးဝပိုင်ဆိုင်ခွင့်မရစေရဘူးဆိုတဲ့အမေရိကန်ရဲ့သဘောထားကိုအတိအလင်းအသိပေးသွားခဲ့ပါရရှင်